။ပြည်နေပြည်နယ်လွန်ကော်မြို့နယ်ကိုပေါင်းကျေးရွာဖက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ရမှာစစ်သား20ခန့်သေဆိုးတနက်22လက်သိမိတယ်လို့အမှတ်1005တိုင်ရင် ရှမ်းတောင်ပြည်ဟွာကတင်းထုတ်ပြပါမယ်။နိုဝင်ဘာ10မှာအရာ50ခန့်ပါစစ်ကြောင်းကို drone နဲ့ချင်းမွေးတပ်ဖွဲ့ပူတွဲတက်ခတာဖြစ်ပြီးစစ်သား20ခန့်သေဆိုး RPG နဲ့ဆလတ်ပါဝင်လက်နက်ငယ်22လက်သိမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ ဒီစစ်စင်ရေးကို KA KNY တက်မတော် KNDF KNY မြို့သားများကကွယ်တန်းတဲ့ဒေသတွင်းရှိ PDF တွေပူပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းဆလင်းကြီးမြို့မှာရဲစခန်းကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတရကကြားဖြတ်တဲ့ရမှာစစ်သား၁၀ဦးသေအလောင်းတလောင်းသိမိတယ်လို့ဒေါက်တာမန်ဂျီဇက်ယောက်ျားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ30ရက်နေ့ခန်းမှာတက်ခတ်တာဖြစ်ပြီးဒီတက်ခတ်မှုကို ောက်တမကြီးဆက်ပြောက်ကြားတက်ဖွဲ့ရင်းမပင်ခရိုင်တိုင်းရင်း16နဲ့ရင်းမပင်ခရိုင်တွင်းရှိတွန်လိုင်းတက်တွေပူပေါင်းဆွဲရတယ်လို့ဖော်ပြထားပါတယ်စကန်နဲ့ဗမောင်းမြို့မှာတွန်လိုင်းတက်ပေါ်စုနဲ့စစ်ကောင်စီ SNL ရှမ်းနေပြည်သူစေတွေကြားသို့ရဆက်တိုက်ပွဲပြစ်ထန်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုများနေတဲ့အတွက်လေကြောင်းပစ်ကူနဲ့အပြင်းထန်တိုက်ခိုက်နေတယ်လို့ Kitchen Wave ကဖော်ပြပါတယ် နှုတ်မှာသုတ်ဆက်ကနေဒီဇင်ဘာ၂ရက်နေ့ထိတိုက်ပွဲပြစ်ထန်နေပြီးလီယန်တို့ကဆက်တိုက်ဗိုလ်ကျဲနေတယ်လို့ဆိုပါတယ်။မနေ့မိုးလင်းတဲ့ဂျက်ဖိုက်တာကအရင်ကျဲတယ်ပြီးရင်ဝိုင်တွဲကဆက်ကျဲတယ်မနေ့ရှင်းနိုင်ကနေမွန်လွဲတနအီထိဆက်တိုက်ဗိုလ်ကျဲနေတယ်လို့စစ်ဖက်သတင်းရက်ွက်တခုက ပြောပါတယ်။ဗမောက်မြို့ကိုစက်တင်ဘာ20မှာတွန်လိုက်တိုက်တကသိပိုက်ခဲ့ပြီး SND ရှမ်းနီနဲ့စစ်ကောင်စီတပ်တွေဟာဗမောက်နောက်ဖက်ချမ်းကိုဆုတ်ပြေးသွားပါတယ်။အဲ့ဒီနောက်နောက်ချမ်းကိုစစ်ကူတွေရောက်လာပြီးတဲ့နောက် ထိုးစစ်ဆင်နေတာအခုချိန်ထိဖြစ်တယ်လို့ဖော်ပြထားပါတယ်။ကင်ဘီနယ်မြပရီမြို့နယ်ရွှေကိုကိုကြပ်ဖြံမြို့တော်ရှိစနစ်ထတိုက်တလို့ကိုစစ်ကောက်စီတန်းနဲ့ PG ရဲ့ကရင်လက်ချားသောတပ်တွေကမိုက်ခွဲဖြုတ်ချလိုက်တာကို ထိုင်းဖက်ကကနေမြင်နေရတယ်လို့ The Reporters ကဖော်ပြပါတယ်။ဒီစမှာသူ့ရဲ့မွန်ဒယ်စနစ်နဲ့ကမှဖြုတ်ချလိုက်တာဖြစ်ပြီးဒါဟာပြီးခဲ့တဲ့လတွေတွင် ကကေပတ်မှာရှိတဲ့ကြားဖြတ်အဆောက်အဦတွေကိုပုတ်ခွဲဖြစ်စီပြီးတဲ့နောက်အခုရွှေကုတ်ကိုဖက်ရောက်လာတယ်လို့ဆိုပါတယ်ရွှေကုတ်ကိုနဲ့ကကေပတ်ရဲ့အပေါ်ဖက်ရှိမင်းလက်ပံကြေးရွာမှာတော့စစ်ကောင်စီတန်းတဲ့ KNL ကရေမျိုးသားလွန်မြောက်တက်မတော်ဦးဆောင်တဲ့တွန်လိုင်းတက်တွေကြားတိုက်ပွဲပြစ်ထန်နေဆဲလို့သိရပါတယ်တရင်တိုင်တိုင်မြို့တော်ဒဝယ်နဲ့ချောင်းမိုက်ခတ်ကွာရှိ ရှင်မုတ်တီကြေးရွာနေကတရသူစီကိုစစ်ကောင်စီတပ်ကဖြိုချဖျက်ဆီးလိုက်တဲ့အတွက် ကျောင်းသားငယ်တွေပါဝင်ဒေသခံတွေသွားလာရေးခက်ခဲတွေ့နေရတယ်လို့ဒေဝဲဝက်ကဖော်ပြပါတယ်ဒီစဘာနှစ်ရက်မနက်ပိုင်းမှာ ရှင်မတိရွာနယ်ရောက်မော်ရွာချင်းဆက်တရတစင်းရောက်မော်နယ်ဆစ်ပြကိုရွာဂျာကတရတစင်းရောက်မော်နယ်သက်တော်ကင်းရှိဆိုဖီးယားရွာတွေပဲဆက်သွယ်ထားတဲ့တရစင်းစသဖြင့်တရသုံးစင်းကိုမြေတူးစင်းတွေနဲ့ဖြိုချဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီလိုမဖြုတ်ခင်ဒီဇင်ဘာ၁ရက်နေ့ကတော့အင်အား၁00ကျော်ရှိစစ်ကောင်စီစစ်ကြောင်းတခုဒဝဲမျိုးကနေရောက်မော့ရွာဖက်ရောက်လာတယ်။ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့စစ်ကြောင်းအပြန်မှာအခုလိုတရားသုံးစင်းကိုတမင်ဖျက်ဆီးသွားတာလို့ဒေသခံတွေကပြောဆိုနေကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။